မင်္ဂလာပါဒီကောင်းကြမှာကြပါရဲ့လားရှင်ဒီနေ့ဖို့တော့မေချာ22ကတည်းကနောက်ဆုံးကြံတဲ့ကအကြောင်းလေးဆက်ပြောပြပေးသွားမယ်နော်ဆိုတော့ပထမအဆုံးဒီ tester ဒီပုံကြီးလိုက်တာကိုနဲ့ဘာကိုတွေ့နိုင်လဲဆိုတဲ့အခါကျတော့လူတစ်ယောက်ဟာရေအိုးနှစ်ခုကိုတွန်းနေတယ် တစ်ဖက်ကသွန်လိုက်တဲ့ရေကလည်းတစ်ဖက်ကိုစီးဝင်သွားတယ်ဆိုတော့သူက connection ကိုပြရတယ်ပေါ့နော်ဆက်ဆက်မှုကိုပြရတယ်ဆက်ဆက်မှုကိုပြရတဲ့အတွက်သူကဘာကိုရည်ညွှန်းခြင်းလဲဆိုတဲ့အခါကျတော့အဆက်အဆက်လုပ်ငန်းတွေဖက်ဆက်လုပ်ငန်းတွေဒါမှမဟုတ်တဘာဝကြီးရဲ့ဆက်နွယ်မှုတွေဒီ public နဲ့ဆက်ဆက်နေတဲ့လုပ်ငန်းတွေလူမှုဆက်ဆံရေးလုပ်ငန်းတွေ အဲ့ဒါတွေကိုသူကညှို့ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့ဒါကိုသူကရည်ညွှန်းနေနောက်တစ်ချက်ကသူကဒီမှာတေပွင့်နေကိုပြထားတဲ့အခါကျတော့ဘာကိုပြောနိုင်တယ်လဲဆိုတဲ့အခါကျတော့ဒီသဘာဝတရားကြီးနဲ့ဆက်ဆက်နေတဲ့လုပ်ငန်းတွေဒီ public နဲ့ဆက်ဆက်နေတဲ့လုပ်ငန်းတွေလူမှုဆက်ဆံရေးပတ်ဝန်းကျင်နဲ့သက်ဆိုင်တဲ့ဟာတွေအဲ့ဒီနေရာတွေမှာကြော်ကြားတဲ့လူတွေကြော်ကြားနိုင်တဲ့အခြေအနေအဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့လုပ်ငန်းကင်ငန်းလုပ်နေရတဲ့လူတွေအဲ့ဓာတွေကိုသူကရည်ညွှန်းနေဒီကျေပွင့်တွေရောဒီဆက်ဆက်မှုတွေရောဆိုကျေပွင့်ဆိုတာဒါ star ကိုပြောချင်တာပေါ့နော်ကြော်ကြားမှုရဲ့အထိတ်မှတ်တွေပေါ့အခွင့်အရေးတွေဒီလိုဆက်ဆက်မှုရှိတဲ့လုပ်ငန်းတွေဒီတဘာဝတရားကြီးနဲ့ဆက်ဆက်နေတဲ့နေရာတွေလူမှုဆက်ဆံရေးနဲ့ဆက်ဆံလူမှုဆက်ဆံရေးနဲ့ပတ်သက်တဲ့နေရာတွေအမှုပညာလုပ်ငန်းတွေဒီ public နဲ့ဆိုင်တဲ့လုပ်ငန်းတွေမှာ နာမည်ကျော်ကြားတဲ့လူတွေအဲ့ဓာတွေနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေလုပ်ကင်နေရတဲ့လူတွေအဲ့လာမျိုးသူကရည်ညွှန်းတဲ့ပုံစံကိုသူကဒီရေဘူးရအပြင်ကြည့်လိုက်တာနဲ့သိနိုင်တယ်ပေါ့နော်ဒီ condition ကိုလည်းဒီကျေပွင့်တွေကိုကြည့်ချင်းအပြင်ပေါ့ဆိုတော့သူရဲ့ကဏ္ဍအသီးသီးမှာလည်းအဲ့လိုပဲဒီလူတွေဟာ public နဲ့ဆိုင်တဲ့လုပ်ငန်းတွေမှာနာမည်ကြီးတွေဖြစ်မယ်ဆယ်လီတွေဖြစ်ချင်းဖြစ်မယ်လူပညာသေးတွေဖြစ်ချင်းဖြစ်မယ်အဲ့ဒီလူမှုဆက်ဆံရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာလုပ်ကြရတဲ့လူတွေဖြစ်မယ် အချီရည်နဲ့ပတ်သက်ရင်လည်းသူတို့နှစ်ယောက်ဟာအပြန်လန်းအမိသဟဲပြူရတဲ့အချီရည်မျိုးတွေဖြစ်မယ်။ငွေကြေးမှဆိုလို့ရှိရင်လည်းယင်းဤမြုံနံမှုတွေဟာတစ်ခုထက်ပိုပြီးတော့လောက်ကန်ရနိုင်တဲ့အနေအထားမျိုးတွေတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့ပေါ့နော်ဒီအလုပ်နဲ့ဒီအလုပ်အလုပ်တစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့ယင်းဤမြုံနံရတဲ့လုပ်ငန်းမျိုးတွေဖြစ်မယ်။အလုပ်ကန်ဆိုလို့ရှိရင်လည်းအများနဲ့တွဲလောက်ရတဲ့ခုနပြောသလိုပေါ့နော်လူမှုဆက်ဆံရေးလုပ်ငန်းတွေဖြစ်မယ်။ဆိုတဲ့အခါကျတော့ သူ့ရေဘူးရအချက်တရားတော့ connection ဖြစ်မယ် star ဖြစ်မယ်အဲ့ဒါတွေကိုကြည်ပြီးတော့ကျန်တာတွေကဒီကဏ္ဍအသီးသီးမှာအဲ့လိုလေးပြောလို့ရတယ်ပေါ့နော်ဒါသူ့ရဲ့ရေဘူးရအချက်တည်းပေါ့ yes or no မိကွန်းနဲ့ပတ်သက်လို့ပြောရမယ်ဆိုလို့ရှိရင်တော့သူဟာ yes ကတ်ကိုကိုစားပြုတယ်ပေါ့နော်ဆိုတော့ဒီကတ်ကလေးပြီးသွားရင်နော်နောက်တစ်ခုကသမွန်ပုံလေးကိုကြည်လိုက်တာ ਨੇ ပုံကတိတိတသား ပြရတယ်ပေါ့နော်ပုံတွေကပြရတယ်ရေဝီကအချက်တည်းလို့ဆိုတဲ့အတိုင်းပဲပုံကိုကြည့်လိုက်တာ ਨੇ နေနဲ့လာနေလို့ပုံစံဖော်ထားတဲ့ theme မှာမောပန်နွမ်းနေနေတဲ့လူတယောက်ပုံဖြစ်မဲ့အောက်ကမှာဒီအကောင်ကြီးဝိုင်းနေတဲ့ပုံစံဆိုတော့သူ့ကိုကြည့်လိုက်တာ ਨੇ ဒါမကောင်းတဲ့အရေးအယံဆိုတာကိုဒါချက်ချင်းမြင်လို့ရတယ်ဆိုတဲ့အခါကျတော့ဟာ no cut ပေါ့နော်ဒီပုံကိုကြည့်လိုက်တာ ਨੇ ဘာကိုပြောနိုင်လဲဆိုတော့ ီလူကိုကြည့်လိုက်တာနဲ့ဒီလူဟာစိတ်ဖိစီးမှုတွေရှိနေတယ်မောပန်းနှွမ်းနေနေမယ်စိုးရိမ်ပူပန်စိတ်တွေရှိနေမယ်မပျော်ရွှင်တဲ့ပုံစံကြီးကိုသူကပုံဖော်ထားတယ်ဆိုတဲ့အခါကျတော့ဒီပုံကိုကြည့်လိုက်တာနဲ့ဒီဟာကိုချက်ချင်းတတ်အပ်ပြောလို့ရတယ်ပေါ့နော်နောက်တစ်ချက်ကသူကအန်ဒီရီဝိုင်းနေတဲ့ပုံစံကိုပြတယ်ပေါ့နော်ဒီမှာအန်ဒီရီဝိုင်းနေတဲ့အခါလူတယောက်ကစိတ်မပျော်ဘူးစိုးရင်ပူပန်မှုတွေနဲ့နှွမ်းနေနေတယ်အဲ့ဒီပုံစံမျိုးကိုပုံဖော်ထားတဲ့အခါကျတော့ ကတ်ကိုကြည့်လိုက်တာ ਨੇ ဒါမကောင်းတဲ့ကတ်လို့ပြောလို့ရတယ်ပေါ့เนาะဆိုတော့ကဏအသီးသီးမှာသူ့ကိုဘာကိုပြောလို့ရလဲဆိုတဲ့အခါကျတော့ဒီအချီရေးမှာပဲဖြစ်ဖြစ်ငွေကြေးမှာပဲဖြစ်ဖြစ်အလုတ်ကင်မှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ်မကောင်းကြံနေတဲ့လူတွေကိုယ်ကိုစိတ်ဒုက္ခပေးတဲ့လူတွေကိုယ်ကိုဝမ်းနည်းပူဆွေးအောင် လုပ်မဲ့လူတွေဝင်းရံနေတဲ့အနေအထားမျိုးပေါ့နော်အချီရေးမှာလည်းအလိုပဲပတ်ဝန်းကျင် အနောက်ရှက်တီရှိမယ်ခြေရီမှာမပျော်ရွှင်ဘူးအနောက်ရှက်တီအခက်ခဲတွေရှိမယ်ငွေကြီးမှာဆိုလဲစိတ်မပြေမှုတွေအခက်ခဲတွေဝင်းရံနေတဲ့အချိန်ဖြစ်မယ်အလုတ်ကင်မှာလဲကိုယ့်ရဲ့လှုပ်ဖို့ကင်ဘက်တီကိုယ့်ရဲ့ပဝင်းခြင်းဟာလူတွေကကိုယ်မနာလိုခြင်းဒုက္ခပေးခြင်းစိတ်ဒုက္ခပေးခြင်းအဲ့လိုမျိုးတွေရှိနေနိုင်တဲ့အနေအထားမျိုးပေါ့နော်ကပ်ကိုကြည်ရတဲ့ဒီကဏအသီးသီးကအဲ့ဒါကိုတတ်အပ်ပြောလို့ရတဲ့အနေအထားပေါ့နော် ဲ့ဒါကြောင့်ဒီကတ်ကလည်းမကောင်းတဲ့ကတ်ဖြစ်တဲ့အခါကျတော့သူကနိုးကတ်ကိုကိုစားပြုတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ပုံကိုကြည့်လိုက်တာနဲ့ရေဘူးကအပြင်ဒီအချက်တွေကိုကိုကပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီကတ်ကလေးပြီးသွားပြီနော်ဒီကတ်ကလေးကျတော့သစံနဲ့သစံဆိုတော့နေမင်းကြီးပေါ့နော်နေမင်းကြီးရဲ့အယောင်ကတလောကလုံးကိုထွန်းလင်းတောက်ပါစွာအယောင်ဝါပေးနိုင်တယ်ဥပမာအပြင်ပေါ့နော်မိုးတွေအုပ်နေတယ်ရာသီဥတုမကောင်းမှုံမှိုင်းနေတယ်ဆိုရင် လူတွေဟာ အလိုလိုနေရင်းနဲ့ ိတ်ကမှိုင်းနေပေါ့နော်နေရောင်ကြီးလေးများထွန်းလင်းတောက်ပနေလို့ရှိရင်လူတွေဟာအလိုလိုစိတ်ကလည်းပျော်ရွှင်နေအဲ့ဒီပုံစံမျိုးပေါ့တဲ့နေရောင်ကြီးထွန်းပြာနေတဲ့အောက်မှာပျော်ရွှင်နေတဲ့ကလေးလေးတယောက်ပုံစံကိုသူကပုံဖော်ထားတယ်ပေါ့နော်ဒီဆ iam မတို့လိုဒီဆောင်တွင်နေရှည်ကြတဲ့နိုင်ငံတွေမိုးတွင်အေးရာတွေရှည်ကြတဲ့ နိုင်ငံကြီးမှာဆိုလို့ရှိရင်နေရောင်ကြီးဟာပို့ပြီးတော့တန်ဖိုးရှိတယ်ပေါ့နော်နေထွက်လာတဲ့နေကလေးများဆိုလို့ရှိရင်စိတ်ကလေးတွေကကြီးပြီးတော့လူဟာအလိုလိုနေရင်းနဲ့ပြောချင်းသွားချင်းလာချင်းစားချင်းတောက်ချင်းပြောချင်းနဲ့မိုးကြီးတွေအုံမှိုင်းနေလို့ရှိရင်စိတ်ကပါအလိုလိုမှိုင်းနေပေါ့နော်ဆိုတဲ့အခါကျတော့ဒီကက်ကလေးကလည်းအဲ့ဒီအတိုင်းပဲတဆန်းဆိုတဲ့အတိုင်းပဲနေမင်းထွန်းလင်းတောက်ပနေတယ်ပျော်ရွှင်နေတယ်ဒီနေကြပန်းလေးတွေနဲ့အဲ့လိုပျော်ရွှင်ကက်ကိုကြည့်လိုက်တာနဲ့ အယမ်းတိတာတဲ့ထွန်းလင်းတောက်ပနေတဲ့ပုံစံဆိုတဲ့ခါကျတော့ဒီကတ်ကဒီ tarot card ထဲမှာအကောင်းဆုံးကတ်တစ်ခုလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီဒီကတ်ဆွဲလို့ကြာလိုက်ရင်ကဏအတီးတီးမှသူဟာအကုန် good လို့ပြောလို့ရအောင်ပဲအကုန်ကောင်းတယ်ပေါ့ငွေကြေးလက်ကောင်းတယ်အချီရေးစီးပွားရေးတွေလည်းကောင်းတယ် yes or no မေးခွန်းအဖြေနဲ့ကြည့်လိုက်လို့ရှင်လည်းသူက yes ကတ်ကိုတိတိကျကျညွှန်းတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ဒါက ီသစမ်းရေရေပူရအချက်တွေပေါ့ဘာမှပြောစရာကိုမလိုဘူးကတ်ကိုကြည့်လိုက်တာနဲ့အော်သစမ်းဆိုရင်ဒါအကုန်ကောင်းနေဆိုတော့ကတ်ကလေးပေါ့နော်ဆိုတော့ဒါဒီကတ်လေးပြီးသွားပြီနော်ဒါ judgment နဲ့ဒီကတ်ကိုကြည့်လိုက်တဲ့အခါမှာ तू ကဘာလို့ပြလဲဆိုတဲ့အခါကျတော့ကောင်းကင်ရနတ်သားတစ်ပါးက blessing ပေးလို့ပြန်လဲဒီဒါလေးတရားတော့ဒါလူသေးအခောင်းနေလို့ပြောမှာပေါ့နော်ပြန်လဲနိုးထလာတဲ့ပုံစံမျိုးပေါ့ ဆိုတော့သူကဘာကိုပြောချင်တာလဲဆိုတော့ပြန်လဲနိုးထလာတယ်ဆိုတဲ့အတိုင်းပဲပေါ့နော်ဒီကိုယ့်ရဲ့ကဏ္ဍအသီးသီးမှာဝေးကြီးပဲဖြစ်ဖြစ်အချီးရေးပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်လူမှုဆက်ဆံရေးတွေပဲဖြစ်ဖြစ်သူဟာမကောင်းတဲ့သိဆုံးခြင်းသိဆုံးခြင်းဆိုတဲ့အတိုင်းဒါကိစ္စတစ်ခုဥပမာအားဖြင့်ပေါ့နော်အချီရေးဆိုလို့ရှိရင်လဲဝမ်းနဲ့ကြေကွဲခြင်းနေပြီးသွားတယ်အချီရေးတစ်ခုအဆုံးသတ်သွားတယ်ဆိုနောက်ထပ်အစ်စ် ဒီကောင်းကင်ရဲ့ပါဝါဆန်းအားရှိတဲ့တမန်တော်ကကောင်းကြီးပေးပြီးတော့ပြန်လည်မွေးဖွားလာတယ်ဆိုတဲ့အတိုင်းမကောင်းတာတွေပြီးဆုံးသွားရင်ဒီကောင်းတာလေးတွေဖြစ်ပေါ်လာတဲ့အပြောင်းလဲမျိုးပေါ့သူကအဲ့လိုမျိုးပြပေါ့နော်ဒီနတ်သားရဲ့ blessing ကောင်းချင်းတွေနဲ့ပြန်လည်နိုးထလာတဲ့ပုံစံမျိုးဆိုတဲ့အခါကျတော့သူကဘာကိုပြောချင်လဲဆိုတော့အလုတ်ကင်မှလည်း မကောင်းတာတွေပြီးဆုံးသွားပြီးတော့ကောင်းတဲ့အချိန်ကိုပြန်လဲရောက်ရှိလာမယ့်အချိန်ငွေကြေးမှလည်းလက်ရှိလက်တလောအချိန်တွေမှာ မကောင်းဘူးလို့ခံစားနေရရင်လည်းမကြခင်အချိန်တွင်းမှာပဲသူဟာကောင်းတာလေးတွေကြုံလာနိုင်တဲ့အချိန်အဲ့လိုမျိုးကိုယ့်အတွက်ကံကောင်းခြင်းတွေဟာကိုယ့်ရဲ့ရှေ့မှာရှိနေပြီဆိုတဲ့ပုံစံမျိုးသူကပြရတယ်ပေါ့နော်အဲ့ဒါတွေကိုကိုယ်ကလက်ခံယူနိုင်ဖို့ပဲဒီမှာဒီမျိုးသမီးကလက်အကုန်လုံးကလက်ဆန့်တန်းပြီးတော့ ဟို blessing ကိုခံနေတဲ့ပုံစံမျိုးဆိုတဲ့အခါကျတော့ကိုဟာအဲ့ဒီသူ့ရဲ့ပေးတဲ့ကောင်းကြီးကိုလက်ခံယူနိုင်ဖို့ပဲလိုတယ်ပေါ့နော်ကောင်းကြီးတွေကကို့အတွက်အစဉ်သင်းစောင့်နေတယ်ကိုဟာအဲ့ဒါကိုလက်ခံပြီးတော့အဲရှေ့ဆက်နိုင်ဖို့ပဲလိုတယ်ပြအဲ့ဒါကိုသူကပြချင်တာပေါ့အဲ့ဒါကြောင့် yes or no မေးခွန်းနဲ့ပတ်သက်လို့ပြောရလို့ရှိရင်တော့ သူ့ကိုကြတော့သူက yes လည်းဖြစ်နိုင်တယ် no လည်းဖြစ်နိုင်တယ်50 50ရာခိုင်နှုန်းကိုသူကအဲ့ဒီကတ်ကိုပြရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကောင်းခင်ကတော့ universe ကတော့ကိုယ်ကိုကောင်းကြီးပေးတယ်။ကြံနေတပိုင်းရတာကိုယ်ကပြန်လဲနှိုးထပြီးတော့ကောင်းခြင်းနေနဲ့ရှေ့ဆက်မလားမဆက်ဘူးလားဆိုတဲ့ဟာကြတော့ဒါကိုယ်ပေါ်မှာမူတည်သွားတဲ့အခါကြတော့ yes or no မေးခွန်းမှကြတော့50 50လို့ပဲသူကအတိတ်ပဲကို ဖွင့်ဆိုရပေါ့နော်ကိုယ့်ရဲ့ကြိုးစားမှုအားထုတ်မှုပေါ်ဒီမှာလဲမူတည်တယ်လို့သူကပြောချင်တာပေါ့အဲလောကကြီးကအကန့်ကောင်းကြီးတွေကိုကိုယ်ကိုပေးတော့မယ်ပေးဖို့စောင့်နေတယ်ကိုကအဲ့ဒီပုံမှာကိုယ့်ရဲ့ကံညာဝရိယနဲ့ရှေ့ဆက်ဖို့ပဲလိုတယ်ဆိုတဲ့ဟာမျိုးကိုသူကပြောချင်တာပေါ့နော်အဲ့ဒါကြောင့် yes or no မေးခွန်းကကြတော့သူက yes လည်းဖြစ်နိုင်တယ် no လည်းဖြစ်နိုင်တယ်မေးခွန်းရဲ့အပေါ်မှာမူတည်ပြီးတော့အဖြေကထွက်တယ်ပေါ့နော်ကို ိုတော့ဒါလေးကပြီးသွားပြီပေါ့နော်ဒါမေဂျာကတ်မှာတော့ဒါနောက်ဆုံးကတ်ကလေးပေါ့နော်သူပြီးလို့ရှိရင်တော့ဒါမေဂျာ22ကတ်ပြီးသွားပြီပေါ့နော်နောက်ထပ်ကဒုတ်ခွက်ဓာကျဲမှာဆလီကတ်ဆလီကတ်နဲ့အုပ်စု၄ခုမှာအဒီကတ်တွေကျန်တော့တယ်ပေါ့နော်မေဂျာကတ်တွေကတော့ပြီးသွားပြီပေါ့သဝဆိုတဲ့အတိုင်းပဲလောကကြီးထဲမှာရှင်သန်နေတဲ့လူသားတယောက်လို့သူကပုံဖော်ထားတယ်ပေါ့နော် ဆိုတော့လောကကြီးထဲမှာရှင်သန်နေတဲ့လူသားတယောက်လို့ဆိုတဲ့အတိုင်းသူဟာလူအများနဲ့ဆက်ဆံရတဲ့လုပ်ငန်းမျိုးတွေမှာလုပ်ကံရတတ်တဲ့လူစားမျိုးတွေဖြစ်တယ်။ခုနဒီ the star လို့ပဲပေါ့နော်။ star ကြတော့သူက connection ဆိုတဲ့အတိုင်းသူကတော့ဒါ public နဲ့ဆိုင်တဲ့လုပ်ငန်းတွေဖြစ်မယ်။သူကြတော့ recross တို့လူမျိုးလူသားချင်းကယ်ဆယ်တဲ့လုပ်ငန်းတွေအဲ့လိုမျိုးတွေနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေဖြစ်နိုင်နေပေါ့နော်။ refugee နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအဲ့လိုမျိုးပုံစံမျိုးတွေပေါ့သူကကဘာနဲ့ချီပြီးပတ်သက်တဲ့ပုံစံမျိုးအများနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေလို့ဆိုလိုချင်တာပေါ့နော်အဲ့ဒါမျိုးတွေမှာလောက်ကန်ရတတ်တဲ့လူစားမျိုးတွေဖြစ်မယ်အလုပ်ကန်နဲ့ပတ်သက်ရင်အဲ့ဒီဘက်တွေမှာကျင်လည်ရတတ်တဲ့လူစားမျိုးတွေဖြစ်မယ်ငွေကြေးတွေမှာဆိုလို့ရှိရင်လည်းဒီလိုပဲအများနဲ့ဆိုင်တဲ့ငွေကြေးတွေနဲ့ပတ်သက်ရတဲ့လူစားမျိုးတွေဖြစ်မယ်အဓိကလေးရဲ့ရေဘူးရအချက်ပေါ့ ကဘာလောကကြီးထဲမှာလှုပ်ရှားနေတဲ့လူသားတယောက်ဆိုတဲ့အခါကျတော့အဲ့ဒီပုံမှာကြည်ပြီးတော့မေးလာတဲ့မေးခွန်းပုံမှာကြည်ပြီးတော့ကျန်တာကတော့ကိုကိုရဲ့ဒီမေးခွန်းတွေပုံမှာကြည်ပြီးအဖြေကပြောလို့ရတယ်ပေါ့နော်ရစ်စော်နိုမေးခွန်းနဲ့ပတ်သက်လို့ပြောရမယ်ဆိုလို့ရှိရင်တော့သူက yes ကဖြစ်ပါတယ်ဆိုတော့ဒီကတ်ကလေးပြီးသွားရင်ဆိုတော့ဒီနေ့ဒီ၅ကတ်ပြီးသွားရင်ဒီ၅ကတ်ပြီးသွားတဲ့အခါကျတော့မေးချ22ကတ်အကုန်လုံးပြီးသွားပြီပေါ့နော်ဂျက နောက်ပတ်ဒီနောက်ပတ်ဒီကြာလို့ရှိရင်ဒုက္ခဓာကျေကဏ္ဍ၄ခုကတခု14ကရှိတဲ့ဟာလေးကိုဆရာမပြောပြပေးသွားမယ်เนาะဆိုတော့ဒီနေ့ဖို့ကတော့ဒီလောက်ပါပဲရှင်ဆဆရာရာစင်ပြေကြပါစေရှင်ဒီကောင်းကြမှာကြပါစေရှင်